ဒီချက်တွေကြောင့် Lawmans က United အတွက်ပြပြေစုံနဲ့ကိုယ်တမဖြစ်လာမယ်လို့အမှတ်ချက်ပေးလာခဲ့တဲ့ Godwise Red Devils တာရီကနေတင်ဆက်နေပါတယ်။ Belgian Wine ကိုယ်တမဖြစ်သူ Deboss Godwise ကတော့ Junior ဖြစ်တဲ့ Sanlands Lawman ကိုချီကျူးသွားခဲ့ပါတယ်။ဒီနှစ်ဦးက Belgian လေစဉ်အသင်းကြီးအတွက်နိုင်ငံတကာပွဲစဉ်တွေမှာအတူတူဖြတ်သန်းခဲ့ကြတာပါ။ကော်ဒိုက်က Lomans နဲ့ပတ်သက်ပြီးတော့အခုလိုမျိုးမှတ်ချက်ပေးကြည့်ကြည့်သွားတာပါ Lomans ရဲ့ပထမဆုံးပွဲကိုကြည့်ရင် United အနေနဲ့သူစီကဘာတွေရနိုင်မလဲဆိုတာကိုမြည်ဆန်းခွင့်ရခဲ့ပါတယ် Lomans ကအရက်ရှိတဲ့ကောင်းလေးပါ ဖြတ်တင်မော်တွေကိုခုံဖမ်းဖို့ကြောက်နေမဲ့သူမဟုတ်ပါဘူး။လူငယ်ဆိုပေမဲ့ကောင်းမွန်တဲ့စိတ်နေစိတ်ထားရှိပါလိမ့်။ Lomas နေတဲ့ United မှာကောင်းမွန်တဲ့လုပ်တစ်ခုကိုလုပ်နိုင်မယ်လို့ကျွန်တော်တို့ယုံကြည်ပါလိမ့်။ဒီဘက်ကလီဗာပူးနဲ့ခက်ခဲတဲ့ပွဲကစားရမှာပါ။ Anfield Queen ကလည်းခက်ခဲကြမ်းတမ်းပါလိမ့်။ Lomas တာပွဲအတွက်ကစားခွင့်ရမယ်ဆိုရင်သူ့အတွက်အကောင်းဆုံးဖြစ်ပါစေလို့ဆန္ဒပြုပေးပါတယ်။ဆိုပြီးတော့ Godice ကပြောဆိုသွားကြတာဖြစ်ပါလိမ့်။ကော်ဒက်စ်ကတော့လော်မန့်စ်ရဲ့အရက်ရှိတဲ့အာသာချက်တွေအမြင်ပေါ်ခုံဖမ်းတာတွေကိုမကြောက်တာတွေကိုအာသာချက်တွေဖြစ်ထောက်ပြသွားခဲ့တာပါ ဒါရီပြင်လော်မန့်စ်ကအသက်အရွယ်ငယ်ပေမဲ့ရင်းကျက်တည်ငြိမ်တဲ့သူလို့ကော့ဒက်ကချီးကျူးသွားခဲ့တာပါလော်မန့်စ်ကတော့မန်ချက်စတာယူနိုက်တက်အသင်းကိုဘယ်ဂျီယံကလပ်ရိုင်ယန်အက်ဝတ်အသင်းကနေနေရာဒီပြောင်းရွှေ့တုန်းကပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်ဘယ်ဂျီယံသားကဆန်လန်အသင်းနဲ့ပွဲစဉ်မှာယူနိုက်တက်အတွက်ပွဲဥဒ်ကစားခဲ့ပြီးတော့ဘေးကိုမရှိအောင်လို့ဆန်းဆောင်ထားနိုင်ခဲ့ရလေဖြစ်ပါတယ်လေပေါင်းတဲ့ပွဲမှာအမော်ရီနေနဲ့လော်မန့်စ်ကိုအသုံးပြုသွားမှလား ဒါမှမဟုတ် brand တရားကိုပဲအသုံးပြုသွားမှာလားဆိုတာကတော့စောင့်ကြည့်သွားမှာဖြစ်ပါရညာဒီနေ့ရတင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရအားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့အကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုံချုပ်လိုက်ပါရညာ